ကချင်ပြည်မြေကြီးနားမြို့မှာအေယော်ရီမြေဟာပြန်လည်ကျဆင်းသွားပေမဲ့ကေဇေးစကန်း၁၀ခုကိုဖွင့်လှစ်ထားရဆဲဖြစ်တယ်လို့သိရပါတယ်။အေယော်ရီမြေဟာမြေကြီးနားမြို့ရဲ့စိုးရိမ်အမှတ်အထက်ကိုရောက်ရှိခဲ့ပြီးဒီကနေ့နေ့လယ်ကစတင်ကအနှဲငယ်ကျဆင်းလာတာပဲဖြစ်ပါတယ်။ဒီကနေ့ညနေ၄နာရီခွဲအချိန်မှာတော့တပေခွဲကန်အထိကျဆင်းသွားပြီဖြစ်တယ်လို့သိရပါတယ်။ ညချင်းနှမျိုးရဲ့အနေမိုင်းရက်ွက်တွေမှာအေယာဝတီမြေဟာပြီးခဲ့တဲ့မေလ31ရက်နေ့မနက်ပိုင်းကစပြီးရုတ်တရက်မြင့်တက်လာခဲ့တာကြောင့်မျိုးရဲ့မြေနေမိုင်းရက်ွက်တွေမြေရီဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။မနေ့ဇွန်လ1ရက်နေ့မှာတော့ကဲဆိုင်စခန်း10ခုဖွင့်လှစ်ထားခဲ့ရပြီးအိမ်တော်စု100ကျော်လူဦးရ4000ကျော်ကိုကုညီကဲဆဲပေးထားရတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာ ကချင်ပြည်အတွင်းရှိဝိုင်းမော့မြို့ရဲ့နတ်မြစ်ချောင်းမြေကြီးမြင့်တက်လာတာကြောင့်ဝိုင်းမော့မြို့ရဲ့ကတရားလန်တွေရေကြောနေသလိုမေခမ်းမြစ်ရေကြီးမြင့်တာကြောင့်ချီဖွေမြို့ရဲ့လမ်းမအချို့ရေတိုက်စားပြီးပျက်စီးခဲ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းတွင်းပိုင်းဒေသကိုဖျက်ကျော်ခဲ့တဲ့မုန်တိုင်းငယ်ဟာအပျော့ပြက်ပြေးပြီးလေပြင်းနဲ့ရေဝန်ကနေလေပွေလိုင်းအဖြစ်မြန်မာအိန္ဒိယနယ်စပ်ကိုဖျက်ကျော်ဝင်ရောက်ခဲ့ပါတယ်။ဒါကြောင့်ကချင်ပြည်နဲ့စကိုင်းနဲ့အထက်ပိုင်းတွေမှာမုန်များနေခဲ့ပြီး လာမယ့်ဇွန်လ၄ရက်နေ့နောက်ပိုင်းမှာတော့မိုးရွာသွန်းမှုအခြေအနေလျော့နေသွားမယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။ဒါကြောင့်ကချင်ပြည်မှာလက်ရှိရေကြီးတာဇိုးရင်ရေမှတ်ကိုကြုံလွန်ရောက်ရှိလာတာတွေဖြစ်နေပေမယ့်မန္တလေးမြို့အပါအဝင်မန္တလေးအဝက်ရှိအေယာဝတီမြေရိုးတခြားရေကြီးခြင်းရေလွှမ်းခြင်းဖြစ်နိုင်ခြေကတော့နည်းတယ်လို့သိရပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။